မောင်စောင်းအုပ်စုကဥစော်ထိုးလင်းများကားစီတီဖြစ်လို့ပွဲချင်းဆုံးသွားပြီခင်လာခုလိုမှာစီးပွားဖြစ်ပြီးဒီဝါလီခံရအခုအသက်တွေထပ်ပြီးဆုံးရှုံးရစောရရရမကြည့်သူတို့လင်းများသူစားတို့ပေါ်မှာကျေးဇူးရှိတယ်ပြီးတော့သမီးလေးတယောက်လည်းကြံခဲ့တယ်ကျွေးနေရတော့အဲ့ဒီဥစော်ထွေးမျိုးသမီးကမရင်းနေဘူးလုပ်ငန်းသဘောအရတော့တစ်ခါတော့ဆုံးလို့ ချင်းမကောင်းတာမှတူစားတယ်။သူတမီးလေးတော့တယောက်တည်းရှေ့ဘလို့ခီးဆံလဲမသိပါဘူး။ thank you ခေါင်းဝင်လာပြီနော်ခဏရောစားကိုဒါလက်ဆက်တက်လိုက်မယ်ပြန်ပါလေပြန်စားစားသာကိုရှိကိုပြောစရာရှိလို့ဝင်လာတယ်မလားပြောလေခွေပြောမှာတော့စိတ်ကောင်းစရာပဲမောစာကူကတော့ဝင်မျိုးလေးများကားစစ်တစ်ဖြစ်ပြီးဆုံးသွားပြီတကယ်ကြီးလား ုတ်တယ်ကိုမြောက်စလုံးပွက်ကြည့်မိပဲဟာကြားရတဲ့တရင်ရတယ်ကွာစိတ်မကောင်းလိုက်တာဟုတ်တယ်သူတို့ကုံဒီပြဿနာဖြစ်တော့ဇာတို့မကူညီလေးရတာဇာတွေ့ပြီးစိတ်မကောင်းဖြစ်နေတာသူတို့ပြဿနာကလည်းကိုတို့ဝင်ပါလို့မရတဲ့အခြေအနေမျိုးလို့ပါကွာကိုတို့ဝင်ပါလိုက်ရင်လည်းအများကြီးထိခိုက်သွားနိုင်တယ်လေစားရယ်ခုပြောတာတော့ဟုတ်ပါတယ်ဒါပေမဲ့ စားစိတ်ထဲမှာအပြစ်ရှိတယ်လို့ခံစားနေရတယ်။အဲ့လိုစားပါလို့ကျင်တာလေ။ဒါဝင်းမြင့်တော့ဇာတ်ရုပ်ဒီစီဝိုင်းလောက်ကတော့စားမှန်လာတော့မှာလေ။အစအစကူညီပေးခဲ့တယ်။မပြူလဲအောင်လည်းကူညီပေးခဲ့တယ်။သူတို့ကျေးဇူးတရားတွေကဇာတ်ရုပ်ပေါ်မှာအများကြီးရှိတယ်။နောက်ပိုင်းစီဝိုင်းအပြန်ဆန်ဖြစ်သွားမှသာမခုံပြိုးဖြစ်သွားကြတာလေ။သူတို့စီဝိုင်းခက်ခဲဖြစ်တဲ့ချိန်မှာဇာတ်ရုပ်ကူညီလဲရတာစိတ်မကောင်း ဇာစိတ်မကောင်းတော့ဘာလို့ပြေးနိုင်မှာမလို့လို့ဇာရဲ့ကိုနဝင်းမြို့တော်မှာတမီးလေးတယောက်ကျန်ခဲ့တယ်။အဲ့တမီးလေးတော့ဇာဒီတိုင်းပြစ်မထားခြင်းတခုခုအကူအညီပေးခြင်းနဲ့ဇာတဘောလေးဇာကြည့်ကောင်းတယ်လို့စီစဉ်လိုက်ကိုမတားပါဇာအခုလာတိုင်းမင်တာပါရောက်ရတယ်ဇာရဲ့ဇာဒီနေ့မင်းသားကိုကုမ္ပဏီခေါ်တာလည်းခေါ်လို့မရဘူးနော်ဒီကလေးဟာလीမလုံးပေးပြီးမိမတခုခိုင်းမအောင်လုပ်ပစ်တဲ့အကျင့်ကိုဖြစ်နေပြီ ကဲကိုပဲရအောင်ခေါ်နောက်ဒီတစ်ခေါက်ခေါ်မရနောက်တော့ရအောင်ခေါ်ရမှာပဲဒါမှအလုံးမှစင်ပြေမှာစာကိုခဏနေမီတီလေးစီလို့လေအခုလှုပ်ဆရာစီရလက်စားတက်လာရမယ်နော်မလှုပ်လေကိုရအောက်ဆိုလို့ရှင်ဇာလည်းပြန်လိုက်တော့မယ်နော်ဇာပြန် jadi gumiat. Uruk Anirwa betul-betul tidak tahu. အန်တီကသမီးဖေဥစော်တွေတည်ထောင်ထားတဲ့ကုမ္ပဏီကရှယ်ယာရှင်ပါကွယ်သမီးမိဘတွေရဲ့ဖြစ်ပျက်တွေစိတ်မကောင်းပါဘူးဒါပေမဲ့အခုဆိုရင်မိုစတာကုမ္ပဏီမှာဦးဆောင်နိုင်မဲ့လူကမရှိတော့ဘူးလေကုမ္ပဏီရဲ့ရှေ့ဆက်ရမယ့်လုပ်ငန်းစဉ်တွေလာပြီးအသိပေးတာပါကွယ်ဦးကတော့သမီးဖေမိုစတာကုမ္ပဏီကိုစားထောင်ခြင်းကနေအခုချိန်ထိလိုအပ်တဲ့ငွေကြေးတွေကိုလိုတလောက်ထုတ်ပေးခဲ့တယ် တထဲဦးမျိုးအောင်ရဲ့လူယုံတယောက်ပါကုမ္ပဏီကိစ္စရနေပတ်သက်ပြီးတော့လေတမီးကလည်းတေချာမတိဘူးဆိုတော့လေတမီးရဲ့ဦးလေးရဲ့အတော်ရင်းနဲ့ရှင်းတော့ပူပြီးကောင်းလိုက်မယ်ထင်တယ်သူတို့ကလည်းဒီကုမ္ပဏီရဲ့ share အရှင်းနေပဲဆိုတော့ညီမအမေဘက်ကအမျိုးတွေရောညီမအဖေဘက်အမျိုးတွေရောညီမအဖေနဲ့မိဆုံးမိတွေကဥဆောင်စမ်းမျိုးပါကြီး ်ညီမအဖေဥစ္စာပြီးလောက်ထားတဲ့ကိစ္စတွေကိုသူတို့ကတောင်းပြီးဝေးနိုင်ပါဘူးကွအခုချိန်ကျမှဒါရိုက်လာပြီးတော့တမီးကဘာလုပ်ပေးရမလဲ။ဘာလုပ်ပေးရမလဲဆိုတော့တမီးအဖေမဆုံးခင်ကဥတို့တထေးစီမှာဒီအိမ်နဲ့ဒီခြံကိုအပေါင်ထားခဲ့။အတိုးရောအရင်ရောပေါင်းလိုက်မယ်ဆိုရင်ဒီခုခေတ်ကာလပေါက်ဈေးနဲ့တော့ဥတို့ဘက်ကအများကြီးနှစ်နာပြီ ဒီမှာလူပြည့်ဖေရှိစဉ်တော့ချုပ်ခဲ့တဲ့စာချုပ်တွေပါအန်ဒီလည်းအတူတူပဲသမီးသမီးဖေကအန်ဒီတို့နှစ်စဉ်ရတဲ့နဲ့အမျက်ငွေတွေကိုကုမ္ပဏီတွေပြန်ထည့်ထည့်ထားပါဆိုလို့အန်ဒီတို့ကပြန်ထည့်ခဲ့တာခုဆိုရင် ကုမ္ပဏီမှာလဲပတ်နေတဲ့ငွေတွေအလုံးဟာအန်ဒီတို့ရှယ်ယာရှင်တွေရဲ့ငွေတွေကြီးပဲဒီတော့ဒီမွန်စတာကုမ္ပဏီနဲ့သမီးကဘာမှမတက်ဆိုင်တော့လို့လာမဲ့တနင်းလာနေမှာ ရှင်းနေရှင်းရက်တွေနဲ့ အန်ဒီတို့ကိုလွှဲပြောင်းပေးဖို့လာပြောတာပါဦးတို့ဘက်ကတမီးကိုတနာငဲ့ညာသောအဖြစ်အချိန်တစ်ပတ်ပေးထားမယ်အချိန်တစ်ပတ်ပြည့်တဲ့အချိန်ကျရင်လက်ရှိပိုင်ဆိုင်ထားတဲ့အရာတွေကိုထားခဲ့ပြီးတော့တမီးအနေနဲ့ဒီအင်ရနေဆင်းသွားပေးဖို့အစဉ်သင့်လုပ်ထားပေးပါမဟုတ်ရင်တက်ဆိုင်ရာနဲ့စကားပြောပြီးဦးတို့ဘက်ကလုဆရာရှိတာဆက်လုပ်ရပါမယ်